ကျွတ်တုံမြူကအေးအေးမိဖျားနာတာကိုတသက်စီနိုင်တယ်လို့ဗတိတရားတွေကိုတိုက်ဖြတ်ပေးနိုင်တဲ့အာနိသင်လေးရှိပါတဲ့ ဒီလိုမျိုးဆေးဘက်ဝင်မှုကြောင့်လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကလေးကဆေးဝါးအဖြစ်ရောစားစရာအဖြစ်ပါစားသုံးလာခဲ့ကြတဲ့ကျတုံဖြူကကိုဝင်ဆောင်မိခင်တွေကိုလည်းကျန်းမာရေးထောက်ကူပေးပါတယ်။ဖလိုရီများထောက်ကူပေးတယ်လည်းကိုဝင်ဆောင်ချိန်မှာကျတုံဖြူစားပေးတဲ့အကြောင်းရင်းကဘာရီများဖြစ်မလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာကြည့်လိုက်ပါနော်။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe ပါတင် subscribe လုပ်ပြီးတော့ဒေနာ notify bell လို့လည်းနှိပ်ပေးကြအောင်ရှင်။ဆေးဘက်ဝင်တဲ့ကျတုံဖြူက calorie, sodium, carbohydrate, အမြင့်ဓာတ် protein နဲ့ vitamin င်စီတို့ပါဝင်နေပါတယ်။ကိုဝင်စားစီမှာတည်ထောင်ပြူကိုတင်းတင်းနဲ့ပမာဏတော့စားပေးတာကဖြစ်ခဲ့ပါတယ်။ကိုဝင်အစောပိုင်းကာလာစားပြီးတည်ထောင်ပြူကိုစားပေးလို့ရပါတယ်။ဒါပေမဲ့ကိုဝင်တတိယ၃လပတ်နဲ့ရောက်လာပြီးတော့မွေးကနီးပြီဆိုရင်တော့သွေးပေါင်ကြတာသွေးကျရာမျိုးတွေဖြစ်စေနိုင်တာကြောင့်အလွန်အကျုံစားသုံးတာမျိုးတွေမလုပ်ဖို့လိုအပ်ပါတယ်။ရှင်ပူပြီးတော့ဆစ်ဆင်းပြန်ရောဂါရှိရင်လည်းစင်ကျင်မှုလိုအပ်ပါတယ်ရှင်။ ကိုရီဆောင်မေမေတယောက်အနေနဲ့ဒီနေ့ကိုကျွတ်တုံဖြူအရွယ်တော့နှမွာကနေလေးမွာလောက်အထိစားပစ်လို့ရပါတယ်။ကဲဒါဆိုရင်ကျွတ်တုံဖြူကိုစားပစ်တဲ့အကြောင်းရင်းတွေကဘာတွေများဖြစ်မလဲဆိုတော့ဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်။ပထမတစ်ချက်ကတော့ကိုဝေစိတ်တက်နိုင်ခြင်းကိုချော့ချပေးပါတယ်။ကိုဝေစိတ်တက်တာကိုဝေဆောင်စီမှာသွေးတိုးတာတွေကမေမေရောဘေဘီလေးအတွက်ပါအန်တီရင်များပါတယ်။ကျွတ်တုံဖြူကသွေးပေါစင်ကိုထိန်းကြည့်ပေးသလိုစီးတဲ့ကပရိုတင်းပမာဏကိုလည်းထိန်းကြည့်ပေးနေတာကြောင့်ကိုဝေစိတ်တက်တာကိုရောကိုဝေဆောင်သွေးတိုးကိုပါထိထိရောက်ရောက်ကောင်းကွယ်ပေးနိုင် င်ပါတယ်။နောက်တစ်ချောကတော့ baby လေးရဲ့ကိုယ်လေးချင်ကိုတိုးစေတာပါ။ကိုယ်ရဲ့ဆောင်မိမိကျတော့ပြူစားပေးတာကဖိုင်သေးရ baby လေးကိုယ်လေးချင်တိုးစေဖို့အထောက်အကူပေးနိုင်တယ်လို့ခလေးညက်တာလားမစိပဲမွေးတာပေါင်မပြည့်ပဲမွေးတာမျိုးတွေမဖြစ်စေဖို့လည်းကာကွယ်ပေးပါတယ်။ကျတော့ပြူက baby လေးကိုမွေးဖွားပြီးအချိန်မှဖြစ်ပေါ်နိုင်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေခံစားရနိုင်ချေကိုလည်းတိတိတသားရှင်းချပေးနိုင်ပါတယ်။ ။နောက်တစ်ချက်ကတော့သွေးလေးကိုလက်စထရောကျဆင်းပြီးတော့နှလုံးကျမစေပါရစေ။ကျေးဇူးပြုမှာပါတဲ့အလိုက်စင်ကသွေးလေးကိုလက်စထရောကျဆင်းအောင်ထောက်ကူပေးပြီးတော့သွေးကျဲစီလာကြောင်းရုတ်တရက်နှလုံးရတာနေဖြစ်တာမျိုးတွေမဖြစ်အောင်ကာဝယ်ပေးပါရစေ။နောက်ထပ်တစ်ချက်ကတော့ကင်ဆာကာဝယ်ပေးပါရစေ။တော်တော်မျိုးစားပေးတာကဥမာကြီးကင်ဆာအပါအဝင်ကင်ဆာရောဂါတော်တော်များများကိုကာကွယ်ပေးနိုင်ပါတယ်။အစာရည်မျိုးနဲ့အစာရင်ကင်ဆာတွေမဖြစ်စေဖို့လည်းကာကွယ်ပေးပါရစေ။ ကိုရင်စာစီမှာကျုပ်ယူစားပေးတာကအစာစီစနစ်ကျန်းမာစေပြီးတော့နေထတာနဲ့ဝမ်းချုပ်တာတွေပဲဖြစ်စေဖို့လည်းကာဝယ်ပေးပါရရှင်။နောက်တစ်ချက်ကတော့ကိုယ်စိတ်ယောဂါလေးကာဝယ်ပေးပါရတယ်။ကျုပ်ဖြူကခန္ဓာကိုယ်ရဲ့ကိုယ်ခံအစနစ်ကိုထိခိုက်စေနိုင်တဲ့ဗလီရီးယားပေါက်ဖွားရာကိုဟန်တာပေးပါရတယ်။ကိုယ်ခံအကောင်းစေဖို့ထောက်ကူပေးပြီးတော့ကိုယ်စိတ်ယောဂါရဲ့အန်တီရင်ကနေလည်းကာဝယ်ပေးပါရတယ်။အေးမိရနဲ့တုတ်ကိုရင်ဖြစ်စေဖို့လဲကောက်ွယ်ပေးနိုင်ပါရဲ့ရှင်။နောက်ဆုံးတစ်ချက်ကတော့မှုဘုံကူးဆက်တာကိုကောက်ွယ်ပေးပါရစေ။ ချက်တော့ပြမှာပါတဲ့အလိုက်စင်ကမှုဘိုးတွေကိုတိုက်ဖြတ်ပေးနိုင်ပါတယ်။မိမကိုမှုဘိုးဝင်တာအပါအဝင်အရေပြားမှုဘိုးနဲ့ခြေတက်လက်သေးမှုဆွေးရတွေကိုပါတတ်တာစီနိုင်ပါတယ်။ဒီလောက်ဆိုရင်တော့ကိုရင်ဆောင်တွေနဲ့ချက်တော့ပြကျမ်းမာရဲ့အကြောင်းဒီသွားတော့မီလို့ထင်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါဘောနော်။